ရင်ကျက်တော်သူဆိုတာဘာလဲလူတယောက်ရဲ့ဘဝမှာတဲ့ရွယ်ကြီးရင်လာနေအများ ရင်ကျက်လာတယ်လို့ကျွန်တော်တို့ပြောလို့ရှိကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့ရင်ကျက်တယ်ဆိုတာနိုင်လက်တန်တွေရှေ့ကိုသွားနေုံနဲ့ဝင်းနေကိတ်ပေါ်မှာဖြောင်းတိုင်တွေထက်တိုးလာုံနဲ့ပြီးပြည့်စုံတဲ့အရေးချင်းတစ်ခုမဟုတ်ပါဘူးအသက်ကြီးုံနဲ့ရင်ကျက်တာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ ကြီးထွားလာမှုဆိုလိုတာပါ ဒါဆိုရင်ရင့်ကျက်တဲ့သူတယောက်ရဲ့စိတ်မှန်တဲ့အတိတ်ပဲဖွင့်ဆိုချက်ကဘာလဲဒီနေ့ဒီအကြောင်းအရာလေးကိုနက်နက်နဲနဲဆွေးနွေးကြည့်ကြရအောင်ပရမအူဆုံးတဲ့အရေးကြီးဆုံးချက်ကတော့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ခြင်းဖြစ်ပါတယ်ရင့်ကျက်တဲ့သူဟာစိတ်လှုပ်ရှားမှုပြင်းထန်တဲ့အခြေအနေမှာတော့မှချက်ချင်းတုတ်ပြန်တာစိတ်လိုက်မှန်ပါလှုပ်ဆောင်တာမျိုးမရှိပါဘူးသူတို့ဟာဒေါသထွက်တဲ့အခါဝမ်းနဲ့စိတ်ကြီးစိုးလာတဲ့အခါဒါမှမဟုတ်စိတ်ပြက်အားငယ်လာတဲ့အခါမှာ ခဏသာရက်တန့်ပြီး ကိုကိုကိုတုံသက်တက်ကြပါတယ်ဒီစကားကိုပြောလိုက်ရင်ဒီအပြုတ်မှုကိုလှုပ်လိုက်ရင်ဘလို့အကျိုးဆက်တွေဖြစ်လာမလဲဆိုတာကိုစဉ်းစားပြီးမှလှုပ်တင်တာကိုလှုပ်ဆောင်ပါတယ်ကလေးတယောက်ဟာသူလိုချင်တာမရရင်အော်ဟစ်ငိုယူတက်ပေမဲ့ရင်ကျက်သူသူကတော့စိတ်မချနှက်စရာတွေနဲ့ကြုံတွေ့ရရင်တောင်မှအခြေအနေကိုပုံမဆိုးရွားစေတဲ့လှုပ်ရက်မျိုးရှောင်ရှားနိုင်စွမ်းရှိပါတယ်သူတို့ရဲ့စိတ်ခံစားမှုယထာကိုသူတို့ကိုယ်တိုင်မောင်းနေနေတာမျိုးဖြစ်ပါတယ် ဒုတိယအချက်ကတော့ဒါဝင်ယူမှုနဲ့အကျိုးဆက်ကိုရဲရဲဝံ့ဝံ့ခံယူခြင်းဖြစ်ပါတယ်။ဘဝမှာလူတိုင်းအမားလုတ်သက်ကြပါတယ်။မရင်ကျက်သေးတဲ့သူကတော့သူတို့ရဲ့အမားတွေအတွက်သူတစ်ပါးကိုအပြစ်ပုံချဖို့ဒါမှမဟုတ်အခြေအနေတွေကိုရှောင်လွှဲဖို့စူးစမ်းတတ်ကြပါတယ်။ငါကြောင့်မဟုတ်ဘူး။သူကြောင့်ဖြစ်တာ။ဒီလိုအခြေအနေကြီးကငါ့ကိုဒီလိုဖြစ်အောင်သွန်ဖို့ရာလို့ပြောလို့ရှိကြပါတယ်။ဒါပေမဲ့ရင်ကျက်တဲ့သူတယောက်ကတော့သူတို့ရဲ့လုတ်ရဲ့ ူတို့ရဲ့ဇုံဖြတ်ချက်တွေအတွက်တာဝန်ယူမှုကိုအပြည့်အဝခံယူပါတယ်။အမားရှင်ယူသားစွာဝန်ခံပါတယ်။ဝန်ခံရုံတမကပဲအဲ့ဒီအမားကနေဘလို့သင်ခန်းစာယူမလဲဘလို့ပြင်ဆင်ရမလဲဆိုတာကိုရှာဖွေပါတယ်။သူတို့ဟာကိုယ့်ရဲ့ဘဝရက်လက်ကိုယ့်ရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာကောင်းကောင်းနားလည်တဲ့သူတွေပါ။တတရားချဇာနာစိတ်နဲ့ကျေပြန့်သောနားလည်နိုင်စွမ်းရှိခြင်းဖြစ်ပါတယ်။ရင်ကျက်တဲ့သူတရားကိုယ့်ရဲ့ဘဝအမြင် ကိုယ့်ရဲ့ခံစားချက်ကိုသာဗိုလ်ပြုမနေပါဘူးသူတို့ဟာသူတစ်ပါးရဲ့နေရာအနေဝင်ရောက်ခံစားကြည့်နိုင်ပါတယ်တစုံတစ်ယောက်ကကိုယ့်မတူညီတဲ့အမြင်တစ်ခုနဲ့ပြောလာတဲ့အခါမှာဒါမှမဟုတ်ကိုယ့်ရဲ့ဆန့်ကျင်ဘက်အပြုတ်မှုတစ်ခုကိုပြုတ်မှုလာတဲ့အခါမှာချက်ချင်းအကဲဖြတ်ရှုံချတာမျိုးမလုပ်ပါဘူးသူပါကြောင့်ဒီလိုလှုပ်တာလဲဒီလိုပြောတာလဲဆိုရဲမေးခွန်းကိုသူရဲ့စိတ်ထဲမှာအမြဲမေးကြည့်ပါတယ်ဒီလိုစာနာစိတ်နဲ့အကျင့်မြင်နိုင်စွမ်းဟာလူမှုဆက်ဆံရေးကိုတာဟဇာတာဖြစ်စေပြီး လိုအပ်တဲ့ပဋိပက္ခတွေကိုရှောင်ရှားနိုင်ဖို့အဓိကတော့ချက်ဖြစ်ပါတယ်။အမြင်ကျင်းမြောင်းမှုကနေအမြင်ကျပြန့်မှုစီကို ပြောင်းလဲနိုင်စွာရင်းချက်မှုရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။စတုထအချက်အနေနဲ့ရင်းချက်သူဟာရေရှည်ရင်မှန်းချက်ကိုစိတ်သက်ပြီးဒီကံချင်းနဲ့အောင်မြင်မှုကိုတည်ဆောက်ပါတယ်။မရင်းချက်သေးတဲ့သူဟာလက်ငင်းချိန်နှက်မှုကိုလိုချင်ကြပါတယ်။တခုခုလုပ်ရင်ချက်ချင်းရက်လက်ကောင်းမြင်ချင်ကြပါတယ်။ ဒါပေမဲ့ယဉ်ကျက်တဲ့သူဟာအောင်မြင်မှုဆိုတာတညထဲနဲ့ဖြစ်လာတာမဟုတ်ဘူးဆိုတာကိုသိပါတယ်။ကြီးမားတဲ့ပန်းတိုင်တစ်ခုကိုရဖို့အတွက်နေ့စဉ်စ조사အားထုတ်မှုတွေလိုအပ်တယ်ဆိုတာနားလည်ပါတယ်။ဒါကြောင့်သူတို့ဟာအခက်ခဲတွေကြုံရတဲ့အခါစိတ်ပျက်စရာတွေနဲ့ရင်ဆိုင်ရတဲ့အခါအလွယ်တကူလက်လျှော့လိုက်တာမျိုးမလုပ်ပါဘူး။ဒီကန်ချင်းဆိုတဲ့လက်နဲ့ကိုကင်ဆွဲပြီးရှေ့ကိုဆက်သက်လမ်းပါတယ်။သူတို့ဟာမျက်မှောက်ကာလရဲ့အသေးငယ်တဲ့ဆုံးရှုံးမှုတွေ နာကျင်မှုတွေကိုယေရှုအောင်မြင်မှုရဲ့ယင်းနေမြုံနယ်မှုဖြစ်မြင်သက်ကြပါတယ်။နောက်ဆုံးပြင်စမအချက်အရောမိမိကိုယ်ကိုတည်ရှိခြင်းနဲ့အမြဲတမ်းသင်ယူလိုစိတ်ရှိခြင်းပဲဖြစ်ပါတယ်။ရှင်ကျက်တဲ့သူဟာကိုယ့်ရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုယူသားစွာအကဲဖြတ်နိုင်ပါတယ်။သူတို့ဟာပြီးပြည့်စုံတယ်လို့ကိုယ့်ကိုယ်ကိုမထင်ပါဘူး။ဒါကြောင့်သူတို့ဟာသူတစ်ပါးရဲ့ဝေဖန်မှုတွေကိုဆုံးမမှုတွေကိုအတိုက်ခံနဲ့မရှုမြင်ပါဘူး။တိုးတက်ဖို့အတွက်အခွင့်အရေးတစ်ခုအနေနဲ့မြင်ပါတယ်။ သူတို့ဟာငါအားလုံးသိပြီးပြီလို့မယူဆပဲလောကကြီးကနေပန်းဝန်းကျင်ကနေအတွေ့အကြုံတွေကနေအများနဲ့တင်ငန်းစာယူဖို့အသင့်ရှိနေတဲ့ចောင်းသားတွေလို့ဖြစ်ပါရင်ဒီလိုနှိတ်ချမှုနဲ့တင်ယူလို့စိတ်ကသာသူတို့ကိုစင်ဆက်မပြတ်တိုးသက်ပြောင်းလဲစေပြီးပုံမနဲ့ဆိုင်တဲ့ရင်ကျက်မှုအဆင့်စီကိုဥတည်စီနိုင်တာဖြစ်ပါရင်နေကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် ရင်ကျက်တော်သူဆိုတာအသက်အရွယ် ကြီးရင်ယုံနဲ့ဖြစ်လာတာမဟုတ်ပါဘူးသူတို့ဟာစိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်တယ် တာဝန်ယူမှုကိုမရှောင်ဖယ်ဘူးသူတစ်ပါးကိုစာနာနားလဲပေးနိုင်တယ်ရေရှည်ကိုကြည့်ပြီးတီးခန့်နိုင်စွမ်းရှိတယ်ပြီးတော့အမြဲတမ်းတင်ယူဖို့အတွက်မိမိကိုယ်ကိုနှိတ်ချထားတဲ့သူတွေပဲဖြစ်ပါတယ်ရင်ကျက်မှုဆိုတာရောက်ရှိသွားတဲ့ပန်းတိုင်တစ်ခုမဟုတ်ပဲကျွန်တော်တို့နေ့စဉ်ဖြတ်တန်းနေရတဲ့ဘဝကြီးတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးစိတ်ပိုင်းဆိုင်ရာရင်ကျက်မှုကိုလေ့ကျင့်ရင်ဘဝရဲ့အခက်ခဲတွေကိုပုံမတင်ညာအေးချမ်းစွာရင်ဆိုင်ကျော်လွှားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။ ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Strike Channel လေးကို Subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။အကြောင်းအရာတစ်တွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ။